အလုံးမဲမင်္ဂလာများခေါင်းဆက်တင်ဌာနမှာပြန်လဲကြိုဆိုလိုက်ပါရခင်ဗျာအခုတင်ဆက်ပေးမယ့်ရုပ်သံဗီဒီယိုဖိုင်လေးကတော့မန္တလေးမြို့ပေါ်မှာပြည်သူစစ်တွေမိုက်ရိုင်းနေတာတွေကိုတွေ့မြင်နေရလို့အပြတ်ရှင်းပေးဖို့မန္တလေးပြည်ရဲဒီစီကိုတောင်းဆိုလာတဲ့ဇေတလုံးမောင်ဖုံးရဲ့ရုပ်သံဗီဒီယိုဖိုင်လေးကိုပြန်လဲမျှဝေပေးလိုက်ပါရခင်ဗျာတွင်မှာဇေလုံးမောင်ဖုံးကအဲ့ဒီအကြောင်းနဲ့ပတ်သက်ပြီး ဘယ်လိုတွေပြောဆိုနေသလဲဆိုတာကိုအားလုံးဝင်ရောက်ကြည့်ရှုလေ့လာသုံးသပ်ဝေဖန်ပေးကြပါအောင်ခင်ဗျာအားလုံးကိုလည်းကောင်းဆက်တင်ထားနာမှာအထူးပဲကျေးဇူးတင်ရှိပါရယ်ခင်ဗျာ။ဟာပါကျွန်တော်ဒီနေ့ Facebook ပေါ်မှာမန်လေးမှာလူငယ်လေးတွေဆက်ရစည်းနေတာကို နောက်ကနေပြီးတော့မှစစ်တပ်ရဲ့အရှောင်နဲ့အုတ်ထုတ်ဆောင်ထားတဲ့လူငယ်တချို့ကနေလိုက်ပြီးတော့ဖမ်းဆီးပြီးတော့စစ်ကြောရေးတဲ့ကိုထည့်မယ်အကုန်တပ်လိုက်မယ်ဘာဖြစ်တယ်ညာဖြစ်တယ်ပေါ့ဗျာနော်ရိုက်နေပြီးတော့လမ်းဘေးမှာထုထောက်ထိုင်ခိုင်းတာရိုက်နေပြီးတော့စော်ကားနေတာကိုကျွန်တော်တွေ့ရပါတယ်ဆိုတော့ကျွန်တော်တို့မန်လေးနယ်တဲမှာရှိနေကြတယ်ကျွန်တော်တို့ BTS တွေ ဒီလိုကြီးစထပြီးတော့မှအလေးမှုစီခြင်းနဲ့ပြည်သူစော်ကားရိုက်နေတက်ဖြတ်ပြီးတော့မတရားချင်းချောင်းနေတဲ့ဒီအချမ်းပဲစစ်တပ်မင်းအောင်လိုင်ရဲ့တာသမီတွေကိုကျွန်တော်တို့မြန်မာမျိုးပေါ်မှာထားเสียအကြောင်းမရှိဘူးတွေ့ရတိမ်ချိုင်းဒါမဆိုင်အပြတ်တာရှင်းဖို့ကျွန်တော်ဒီနေ့ကနေတိုက်တွန်းခြင်းတယ်ဒီလိုမျိုးလူတွေလူမဆန်စွာ ရှိနေတဲ့ကျွန်တော်တို့တိုင်းပြည်ဟာဘယ်တော့ခါမှငြင်းချက်မဟုတ်ဘူးဘယ်တော့ခါမှလည်းပါပြည်သူလူထုကအေးစိစိနဲ့เนาะလွတ်လွတ်လပ်နေထိုင်သွားလာခွင့်ရမှာမဟုတ်ပါဘူးအဲ့ဒီတော့ကျွန်တော်ပြောချင်ပါတယ်မန်လီမြို့ပေါ်မှာရှိတဲ့ကျွန်တော်တို့တော်လိုင်းအဲအားစု PDF တွေကို၎င်းသို့မဟုတ်တခြားဒေသတွေမှာရှိကြတဲ့ကျွန်တော်တို့တော်လိုင်း PDF တွေเนาะကျွန်တော်တို့ဒီတော်လိုင်းကောက်ွေးအဖွဲ့တွေခင်ဗျားတို့မှအများကြီးတာဝန်ရှိပါတယ် ကျွန်တော်တို့ဟာကျွန်တော်တို့ပြည်သူတည်ရလုံးကခမရတို့အားကိုးနေတာเนาะအားကိုးနေတာမနိုင်လို့ဒါကျွန်တော်တို့ကเนาะပတ်မိုးမှုကိုမစွမ်းဆောင်ပေးနိုင်တာဆိုပေမဲ့ခမရတို့တော်လည်ရေးရဲဘော်ကြီးရဲ့နောက်မှာကျွန်တော်ပြည်သူတည်ရလုံးပါနေရဆိုခမရတို့တိထားပေးပါအဲ့ဒီအတွက်အတက်နိုင်စိုးခမရတို့ဟာဆွတ်လွတ်စံစားတဲ့သူရဲကောင်းတွေဖြစ်နေတာဖြစ်တဲ့အတွက် ဒီလိုမျိုးမြို့ပေါ်မှာလိုက်တဲ့စီးနေအနိုင်ကျင့်စော်ကားနေတဲ့ဒီစက်ကောင်စီတွေကိုနော်ဒီစက်ကောင်စီပက်တော်သားတွေကိုအပြက်ချိန်မိုးနိုင်ဖို့ကန္တာအတိတ်ရက်နေပြီးတော့တာဝန်ယူဖြည့်ရှင်းပေးပါလွတ်ကင်ပေးပါနော်ကျွန်တော်တောင်းဆိုချင်ပါတယ်မမြင်ချင်ပါဘူးမကြားချင်ပါဘူးဒီလိုမျိုးလူတွေကိုကျွန်တော်တို့အရှင်ထားစရာလည်းမလိုပါဘူးနော် နောက်နောက်တစ်ခုကကျွန်တော်တို့မြန်မာပြည်ထဲမှာရှိနေကြတဲ့လူငယ်လူရွယ်လေးတွေအဲ့လိုစိတ်အညစ်စပေါင်းပြီးစိတ်အုပ်ထုပ်ကိုဆောင်းလာတိုင်းသူတို့ကသူတို့စက်သားပါဆိုပြီးတော့ခင်ဗျားတို့ကိုနိုင်တဲ့စီနေဒီလိုမျိုးပဲရိုင်းနဲ့ဆော်ကားတာမျိုးလုပ်ခဲ့မှာဆိုရင်နံပါတ်1ခင်ဗျားတို့ကြည့်ရမှာသူတို့မှလက်နဲ့ခင်းရင်ပါသလားအရင်ကြည့်ပါမပါရင်ခင်ဗျားဝိုင်းကျုံပါနော်တခါတည်းပြက်ရှင်းပလိုက်ပါဝိုင်းကျုံပါပြက်ရှင်းပလိုက်ပါကြောက်မနေပါနဲ့ဒါကြောက်ရမယ့်အချိန်မဟုတ်တော့ပါဘူး နော်ခင်ဗျားတို့ပြန်လဲခုခံပြီးတော့တိုက်ခိုက်ရမယ့်အချိန်ရောက်ပြီနော်ဆိုတော့လူငယ်လူရွယ်လေးတွေဒီနေ့တရှင်စထပြီးတော့မှခင်ဗျားတို့ဘဲဘဲတော့တော့ဘဲဘဲလာလာခင်ဗျားတို့ကိုလာပြီးတော့မှငါတို့စစ်တက်ကပါငါတို့ချင်းငါတို့ကစစ်တက်ကပါငါတို့တက်မတော်ပါဆိုပြီးချင်းချောက်တဲ့ဒီခွေးမာသားကိုမေကိုလို့အကျန့်ဖက်အဖွဲ့စည်းကကောင်းနေဘူးခင်ဗျားတို့အနေနဲ့နံပါတ်1သူတို့မလည်းနဲ့ခင်ရပါသလားမပါရင်အပြက်ရှင်းပလိုက်ပါပါရင်သူတို့စိတ်တကြသူတို့မြုပ်ထုတ်ပင့်ကုန်လေးနဲ့လိုက်သွားပြီ တို့တင်ပေးတဲ့စစ်ပညာကိုတင်ယူပြီးတော့မှခြုံတဲ့အချိန်လေးမှာဒီဘက်ကအင်အားစုတွေနဲ့ဒီဘက်ကတော်လိုင်းအင်အားစုတွေနဲ့ပူးပေါင်းနိုင်အောင်ခင်ဗျားတို့ရုတ်ထကြပါနော်ခင်ဗျားရုတ်ထကြပါဒီတိုင်းကြီးအလကားအသက်ကိုအသိမခံပါနဲ့ဒါလေးကိုကျွန်တော်ကြံပြူခြင်းပါတယ်နော်အားလုံးကျေးဇူးတင်ပါတယ်